မိုးဝင်ရောက်တော့မယ်လို့တင်ညိုအုပ်တွေကဟန်ရင်းပြနေပြီမဲ့လေမမ်းမြို့ရဲ့နှွေကသူ့ရဲ့အပူဝယုံကိုဖျက်ချက်လို့ကောင်းလို့ရှိပါသေးတယ်သူ့ပြီမဲ့လေဒီမန်းရွှေမျိုးရဲ့အလှပအနုလက်ရာတွေကိုမြင်ရတဲ့တစ်ခဏမှာပဲជីနူးစိတ်တွေနဲ့အေးချမ်းသွားလိုက်တာဒီຫນွေနှောင်းကိုတော့မှမေ့လျော့သွားစေခဲ့ရပါတယ် ောင်မင်းဆက်ရဲ့နောက်ဆုံးမင်းနေပြီတော့မြမရဲ့ယဉ်ကျေးမှုမျိုးတော်လို့လဲတင်စားကြသည်တယ်အဲ့ဒီမျိုးကထင်ရှားတဲ့တချို့နေရာတွေနဲ့အนุလက်ရာတွေကိုရှာဖွေတင်ဆက်တော့မှာပါ မန္တလေးတောင်ချိန်မှာရှိတဲ့ကုသတော်ဖျားကိုရောက်နေပါတယ်။ဒီကုသတော်ဖျားဝင်းထဲမှာဆိုလို့ရှိရင်ပြစ်စမတန်ခါရနာတင်ခဲ့တဲ့ပိတကက်၃ပုံကိုမင်းလုံးမင်းကြီးရဲ့ကောင်းမှုတော်နဲ့ကြောက်ထက်အခရာတင်ခဲ့ပါတယ်။ကြောက်စာချက်ပေါင်း900ကျော်ရှိတဲ့အတွက်လည်းဒီကဘာအကြီးဆုံးစာအုပ်ကြီးလို့တင်စားခြင်းခံခဲ့ရပါတယ်။အမြတ်နဲ့တူတူဒီကုသတော်ဖျားတွင်းနဲ့လိုက်ဖူပေးပါအောင်နော်။ မဟာလောကမာရဇင်စီရီတော်ဆိုရင်ယရနာဘုံမြို့တီနန်းတီတတ္တဌာနမှာတစ်ခုအပါအဝင်ဖြစ်ပါတယ်။ပြစ္စမသင်္ကာယနာတင်မင်းလုံးမင်းတရားကြီးရဲ့ကောင်းမှုအနည်းနဲ့လဲကုသရောဖျားလို့အမိတွင်ခဲ့ပါတယ်။2023ခုနှစ်မှာတော့ UNESCO ကနေကမ္ဘာမှတ်တမ်းအမွေအနှစ်ဖြစ်နေတဲ့ မန္တလေးမြို့မှာပထမဦးဆုံးနဲ့တခုတည်းသောမှတ်တမ်းတင်ခံခဲ့ရတဲ့နေရာဖြစ်ပါတယ်။ ကုသိုလ်တော်ဖရာကိုဒီမှာပတ်လာတဲ့အချိန်မှာဒီဘက်လေးမှာအပင်ရိတ်ကောင်းတယ်အဲ့ဒီမှာမှန်လေးကြီးလည်းချိန်ထားတွေ့ရတယ်ပြီးတော့ကြောက်ပြင်းနေတဲ့တနခါတုံးနေနဲ့စစောကတော့လူးနေရည်လှမ်းတွေ့လိုက်သေးတယ်အဲညီမလေးဒီကြောက်ပြင်းကြီးကထားတာကြပြီလားဟုတ်ကြတယ်ဒီမှာဒါဘာလို့ထားတာလဲသူများရည်လာရင်တနခါလူးအောင်လို့ချတယ်อืม အဲဒီဘက်ဒေတာတွေကတော့ဒါတနခါကြိုက်တဲ့ကြဝင်ရတယ်ပြီးတော့ရာဒီဥရုကလည်းပူပြင်းတဲ့ခါကျတော့ဒီဖျားဖူးလိုင်းနဲ့ဒီဖျားဖူးတဲ့ဒီခီးသွားတွေဒေတာကြီးလေးအေးသွားလူဖို့ထားထားပေးတာနဲ့တွေ့တယ်ဒီမှာအများအကြီးကြီးပဲကြောက်ပြင်းကြီးအကြီးကြီးပဲမတနခါတော့လည်းအများကြီးပဲ ကပူတယ်အဲ့ပူတဲ့အချိန်မှာဒီအပင်ရိတ်အောင်လေးကိုရောက်တာနဲ့တော်တော်လေးကိုအေးသွားတယ်အဲ့ဒီအချိန်မှာဒီလိုမှွှေးမှွှေးနဲ့အေးအေးလေးတနခါလေးထပ်ပြီးပို့လိုက်ရတဲ့အရာသာရမ်းမိုက်တယ်ဖျားဝင်းထဲကအပင်ရိတ်အောက်တွေမှာလဲလူတွေဟိုတစုဒီတစုနဲ့ဖျားလဲဖူးရင်အပန်းလဲဖြေကြရင်ပေါ့ သူတို့တွေစီကိုလည်းဝင်းပြီးဆက်ဆုပ်ကြည့်မိတော့လေအဲ့ဒါဘာလုပ်တာလဲ dream catcher အော်ငါပါအတွက်အာ pride အဖွဲ့လားအော် ါပရာဟိတရံပုံငွေရှာဖို့အတွက်ဒါလူငယ်လေးတွေစုပြီးတော့လုပ်နေကြတဲ့ဒါသူတို့ရဲ့ဒီဟတ်မိတ်လေးတွေဒါအိမ်မြတ်ဂျုံလုံးကြိုက်တုံးလေးအိမ်မြတ်အားပေးခဲ့တယ် ကုသိုလ်တော်ဘုရားဝင်းထဲမှာဆိုလို့ရှိရင်နှစ်ပေါင်း100ကျော်လောက်တက်တန်းရှိတဲ့ဒီခရီးပင်ကြီးတွေအကြီးကြီးတွေကိုလည်းတွေ့ရပါတယ်ဒီမှာတန်းလိုက်ကြည့်ပဲအဲ့တော့ဒီနေပူပူအောက်မှာဘုရားဖူးလာတဲ့ခီးသွားပြည်သူတွေအနေနဲ့တကယ်ကိုအေးအေးချမ်းချမ်းနားနေနိုင်တဲ့အရေးအာဝါတာတွေအများကြီးပေးနိုင်တယ်ဒီအောက်မှာဆိုလို့ရှိရင်အစစအစိုးမြတ်တွေ့ခဲ့တယ်ဒီဟမ်းမိတ်လေးလုံနေကြတယ်လူငယ်လေးတွေအဲတချို့ဆိုရှင်ထိုင်ပြီးတော့ပန်းဖြစ်နေကြတယ်တချို့ဆိုလို့ရှိရင်ဒီနေလေစာစားဖို့အတွက်တောင်ပလတ်စတစ်ဖြာကြီးတွေခင်းပြီးတော့အနားယူနေကြတာတွေ့တယ် သူတော်ဖရားတွေကနေပြန်ထွက်လာတော့အပြင်မှာတရေရိုစရာတစ်ခုကိုတွေ့တော့စားပြေအောင်ကိုစားခဲ့လိုက်သေးတယ်အဲ့ဒီအချိန်မောင်းတဲ့ရောက်နေတာအချိန်မောင်းတဲ့စီရောက်နေတာဒီမှာအချိန်မောင်းဆိုတော်တော်လေးကိုစုံစုံလင်းလင်းရှိပါတယ်ဟိုဘက်မှာဆိုဒါစပြစ်သီးတဲ့ဒါကမမန်သီးတရေသီးတေမောသီးတောင်းနေလည်းရှိရဲ့မမလကသီးလည်းတုတ်ပေးရဲ့တဲ့ဒီဘက်မှာဆိုဇီးသီး ဒါယိုလားဟုတ်ဘူးယိုဇီးယိုတွေလည်းရှိတယ်အမြရတော့မလကာတီဝယ်ရတယ်တရတီကိုမြည်ကြည့်ရတယ်တရတီလေးကတော်တော်ဖောက်ကောင်းတယ်တရတီလည်းဝယ်အောင်မယ်မတရတီလေးပါထည့်ပါ လဲပါညကိုအချင်းမောင်လေးတွေညဝယ်စားလာတယ်။အဲဒီလိုအချင်းမောင်လေးတွေဆိုလို့ရှိရင်တော့ဒီမန္တလေးရဲ့နေရာတော်တော်များများမှာတွေ့ရတယ်။တကယ်တူတူကြကြသေးသေးစားစားစားနေနဲ့ပြောလို့ရပါတယ်။ကုသရောဘုရားကနေမနီးမဝေးမှာရှိနေတဲ့ရွှေနန်းတော်ကျောင်းကိုလည်းဝင်လေ့လာကြည့်ခဲ့ပါတယ်။ ကုန်းမောင်ခေ19ရာစုမြမမှုအနုပညာဘိတုကာလက်ရာစံပြုကြောင်းကြီးတစ်ကြောင်းဖြစ်ပါတယ်။အောင်မြေသာဇံမြို့နယ်ဒေါနာဘွားရက်ကွက်မဟာအတုလဝိဇယာယာမတက်ရဲ့မဟာယံတတိုင်းတစ်ခုကြားအရှိတောင်တောင်မှာရှိပါတယ်။မူလကညာနန်းစံကျော်ရွှေနန်းတော်ကြီးမှမှန်နန်းဆောင်ရဲ့မြောက်ဘက်မှာရှိခဲ့တဲ့ဘရင်စံမြန်းရာနန်းတော်ဆောင်ဖြစ်ပြီးကျောင်းဖြစ်တဲ့ရွှေပြောင်းဆောက်လုပ်လှူဒန်းခဲ့တာကြောင့်ရွှေနန်းတော်ကျောင်းလို့လည်းခေါ်တွင်ပါတယ်။ အတွင်းပြင်တစ်ခုလုံးကိုရွှေပိန့်ချတာပြီးတော့ရွှေရောင်တဝင်းဝင်းတောက်နေတာကြောင့်လဲရွှေချောင်းလို့ခေါ်ကြပါသေးတယ်။မင်းုံမင်းကြီးနဲ့ရွာဆန်ခဲ့ရာနန်းဆောင်နဲ့စနုဆောင်ကို73ရက်10လ1898ခုနှစ်မှာဖြုတ်သိမ်းပြီးတားတော်တီဘောမင်းကဘုန်းကြီးကျောင်းဖြစ်တဲ့31ရက်10လ1883မှာတည်ဆောက်ပြီးစီးခဲ့ပါတယ်။အဲ့ဒီခေတ်ကငွေတင်းကတသိန်း2000ခန့်ကုန်ကြခဲ့တယ်လို့သိရပါတယ်။ ចောင်းဆောင်ကြီးဟာအမိုးသုံးဆင့်လေပေါ်နှစ်ထပ်စမြင်မပါသောဇေဒဝန်ចောင်းမှာရှေးကဘုံကြီးចောင်းတိဆောက်ပုံနဲ့မတူဘဲစနုဆောင်ကိုနေကျော်တိဆောက်ထားပြီးចောင်းဦးပြတ်သက်နဲ့ဘောကဆောင်မပါဝင်သောចောင်းကြီးဖြစ်ပါတယ်။အရှိနောက်တိုင်၅လုံးတောင်မြောက်တိုင်၁၀လုံးတန်းထားတာကြောင့်တိုင်ပေါင်း150နဲ့နရားရုပ်ထောက်တိုင်42တိုင်တရကင်းအုပ်လေကား၅စင်းပါဝင်ပါတယ်။ မြမမှုတသားပပု အခြေခံချူပန်ချူးနွယ်အပြောက်မွန်းများရုပ်လုံးရုပ်ကြွများ ကြီးငက်တရိတ်ဆန်ရုပ်များနဲ့ဇက်ကြီးဆယ်ဘွဲ့တောထွက်ခံမဟာဘဒုမဇတ်ဥတည်နာဇတ်တော်များနယံကက်ရုပ်ကြွများကိုအနုစိတ်ထုလုပ်ထားပါတယ်ရှိဘက်ကပလင်ပေါ်မှာတော့မင်းတို့မင်းကြီးကိုးကွယ်ခဲ့တဲ့မဟာဗောဓိလက်ရာတောင်ကိုင်းသားကို ာချသယိုးကိုင်းထုလုပ်ထားတဲ့မန်ဆင်းတုတော်ကြီးကို ကြီးညိုဖွဲ့ရာဖူးမြော်နိုင်ပါတယ်။ဒါ့အပြင်ဒီရွှေကျောင်းဟာဒုတိယကမ္ဘာစစ်ပြီးပျက်စီးထန်ကနေကင်းလွတ်ခဲ့တဲ့မူလလက်ရာနန်းတော်သာသနိကအဆောက်အုံတစ်ခုဖြစ်တာကြောင့်မျိုးဆက်သစ်တွေလေ့လာနိုင်ဖို့ပြိုင်ဘက်ကင်းဘီတုကလက်ရာတွေကတန်ဖိုးမပြတ်နိုင်အောင်ရှိလာပါတယ်။ ပြီးတော့တတ္ထဌာနတွေတွေကနောက်တစ်ခုဖြစ်တဲ့သုတ္တမဇယက်တွေကိုလည်းတွားပြီးတော့လေ့လာပြခဲ့ပါတယ်ရဏဘုံနေပြီးတော့ကြီးစပြီးတော့တိဆောက်ဖို့အတွက်ပထမဆုံးပနဲ့တင်ခဲ့တဲ့တတ္တဌာနထဲမှာဒီသူတ္တမဇေယတန်းကြီးကလည်းအပါဝင်ဖြစ်ပါတယ်ဇေယကြီးတွေကတော့လုံးဝတိုင်လုံးကြီးအကြီးပဲဒီလမ်းတစ်ချောင်းမှာအတန်းလိုက်ရရှိနေ မင်းတို့ဝင်းတရားကြီးကတန်ဃာတော်တွေအတွက်စာပြန်ဝဲကျင်းပနိုင်ရန်နဲ့စာဖြည့်တန်ဃာတော်များကိုဆုံးဆက်ကပ်နိုင်မှုအတွက်ရည်ရွယ်ပြီးဆောက်လုပ်ခဲ့တယ်လို့သိရပါတယ်မန္တလေးမြို့ရဲ့ကြောက်စစ်တန်းကတော့ ဒေတာထွက်လက်ရာကြောက်စစ်ပပုထေတွေကြောင့်ထင်ရှားနေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်အညာကိုဆိုရင်မန္တလေးမြို့ရဲ့အထင်ကရနေရာကြီးတဲ့တစ်ခုဖြစ်တဲ့ကြောက်စစ်တန်းကိုရောက်နေပါတယ်။အဲဒီကြောက်စစ်လမ်းမှုအမှုပညာနဲ့အသက်မွေးကြတဲ့လူတွေကိုဒီနေရာမှာတစုတစည်းတည်းတွေ့နိုင်ပါတယ်။ ဒီဆင်းတို့အမတို့ဒါဘာလုပ်နေရတာလဲဒါဟိုကလေအယောင်အယောင်တိုက်ဟောအယောင်တိုက်တာဟုတ်ပါအယောင်တိုက်ရိုးရင်နဲ့ပဲလားရိုးရင်နဲ့ဟာအဲ့ဒီဒီကြောက်စရုပ်တရုပ်ပေါ့နော်နောက်ဆုံးအချောတဲ့ဖြစ်သွားအဲ့ဒီအထီးကိုအဆင်နဲ့ဘယ်နဲ့ဆင်းလောက်ရှိလဲအမကသိတယ်လားပြောပြပါဦး။ဟိုကအဆင်ကပေါ့။ကြောက်တုံးအရိုင်းကတက်တက်ပေါ့နော်။ဟုတ်။အဲရိုင်းပြတော့တခါဟိုပုံပေါ်တာတက်တက်။ဟင်း။အပြာမအလီတို့ဒီဒီလိုက်တာလို့ ီးကိုရောင်ချောတာလို့လားပြန်သူကပြန်ချောတာပေါ့နော်ဟိုကတော့အကျန်းပိုင်းနေပေါ့နော်ဟုတ်ပြီအဒါပြင်ရောဘယ်နှစ်လောက်ကြံနေလဲဒါပြင်နောက်နှစ်နှစ်ကြံနေနှစ်နှစ်ကြံနေတဲ့ဘာလေးလောက်အောင်မလဲဟိုကအယောင်လေးတိုက်ကြအောင်အယောင်လေးတိုက်အောင်ပဲပြီးတော့အယောင်ပြန်တင်ရမယ်လေရောက်ပြန်တင်အောင်ဟုတ်ပြီအဲ့တော့လေဒီမှာအယုတ်တွေဆိုလို့ရှိရင်မှကျောက်ဆင်းရုပ်တွေတော်တော်များပါဘလို့အယုတ်တွေကိုအတ္တများလဲအတ္တကတော့ဒီရမိုင်းနဲ့အတ္တများပါတယ်ဟိုလိုပုံလေးကြတော့စိတ်မလာကြဘူးလာကြ ဒီလိုဘုရားပုံတွေကတော့အားအများတယ်ပေါ့လေအမားတို့ကျတော့ဒါလက်ခစားလားဒါမှမဟုတ်လစားလားပုံပြတာတို့ကဟောပုတ်ပြပုတ်ပြဆိုတာဘယ်လိုမျိုးလဲဒါတစုကိုတောင်းနေထောင်ရတယ်အော်အလိုဒါတူကြီးရောက်တမီတူအလီတော့တိုက်ကြတာအော်တယောက်တဝက်ပေါ့အဲ့တယောက်တဝက်အော်ဘီအဲ့တနေ့ကဘယ်နည်းဘယ်နည်းစဉ်းနုဘယ်နည်းခုလောက်ပြီးလဲဒီကတော့ဒီလိုအားရာရှယ်လားဆိုတော့တနေ့တစုပဲပြီးတာအောင်းနဲ့ထောင်ရတာပေါ့လေအကြာကြီးတက်ရတာပေါ့တနေ့ကုန်တက်ရတယ်နေ့တကတိုက်ကြတာလား ။ဟမ်။လက်တက်ကတိုက်ကြတာ။အော်မလက်ကလေးတိုက်နေရလား။လက်တက်။အော်။ကိုအကျမ်းမိုက်ရလေဒီလိုထိုးနေအောင်ကဒီလိုလောက်ကတာလေ။ကိုလေးကပြန်ပြီးပြန်နေပြီးတော့။ဟုတ်ပြီဟုတ်ပြီ။နောက်ထပ်မန္တလေးရဲ့အဓိကလက်မှုအမှုပညာတွေထဲမှာအပါအဝင်ဖြစ်တဲ့ရွှေကြည်ထိုးလုပ်ငန်းတွေစီကိုကျမတို့အဖွဲ့ခီးဆက်ကြပါဦးမယ်။ ရွှေကြည်ထိုးဆိုတာရှေးမြမမင်းများလက်ထက်ကလေးကမင်းဝတ်တစားရီနန်းဝတ်နန်းစားရီမှာအသုံးပြုလာတဲ့ရိုးရာရင်ကျင်းမှုအတတ်ပညာတွေပါမန္တလေးမြို့ဟာလည်းမင်းနေပြီးတော့နောက်ဆုံးဖြစ်ခဲ့တဲ့အတွက်ရွှေကြည်ထိုးပညာရှင်တွေရှိနေခဲ့ပါတယ်အဲဒီကနေတဆင့်ဘိုးဘေးစင်ဆက်လက်ရာအဖြစ်ထိမ့်သိမ်းခဲ့ကြတဲ့ရွှေကြည်ထိုးပညာရှင်တွေလည်းကြန့်ရှိနေခဲ့ပါသေးတယ် ကြောင့်ရွှေကြည်ထိုးပညာရက်တွေနဲ့ပတ်သက်ပြီးပြိသက်ကြီးကိုတင်ဆက်ဖို့အိမ်မြတ်တို့ဒေစီထွေဖွဲ့ဟာလည်းမန္တလေးမြို့မှာရွှေကြည်ထိုးလုပ်ကိုင်နေစေဖြစ်တဲ့ရွှေကြည်ထိုးပညာရှင်ဦးစိန်မြင့်ရဲ့လုပ်ငန်းဝင်ကိုရောက်ရှိနေတာပါရွှေကြည်ထိုးဆိုတဲ့အတိတ်ဘယ်ကိုဦးစိန်မြင့်ကအခုလိုပဲဖွင့်ဆိုပြပါသေးတယ်။ ဒီရွှေကြည်ဒိုးဆိုတာကတော့တကယ်တော့လေအဲအလွန်ယိုးယိုးတဲ့ဒီဝါးရတခုပါပဲရွှေချီထိုးတယ်ဘာဖြစ်လဲဘာနဲ့ထိုးလဲရွှေကြည်နဲ့ထိုးတယ်ရှင်းတော့ကတော့ဘင်းနေလက်ထက်ကတော့တကယ်ရွှေအစ်စ်တွေကိုနန်းဆွဲပြီးထိုးတာပေါ့လေအခုကျတော့ synthetic ဒီဒီ gold လို silver thread တွေနဲ့ဒီရောနဂရာဆိုတဲ့ကျိုးဒီချီကျိုးပေါ်မှာအဲ့ဒါရစ်ခွေပြီးတော့ထိုးတဲ့အတွက်ရွှေကြည်ဒိုးပညာရာဒီဒီစကလုံးကအလှဆုံးပါပဲဘာလို့ဆိုတော့ ရှင်းတယ်လीဘာလို့ဆိုရွှေကြည်လေးတွေနဲ့ထိုးတဲ့အတက်ပညာရဖြစ်တဲ့အတွက်ရွှေကြည်တို့လို့ခေါ်တယ်ပန်းစံမျိုးပညာရမှာကြတော့ပရင်ပညာရအောက်မှာဆက်တွဲပညာရအနေနဲ့ပါတယ်နောက်တကဒီအပြောက်ဆယ်မျိုးတွေမှာကြအချုပ်လို့အတက်ပညာဆိုတဲ့နေရာမှာရွှေကြည်တို့ပါတယ်ရှင်ရခင်ခစ်တွေကလေးကရှင်လောင်းနာတာမင်္ဂလာပြုတ်လုတဲ့နေရာတွေမှာလဲရွှေကြည်တို့ဟာမပါမဖြစ်ဖြစ်ခဲ့ပါတယ်။ဟောမြန်မာဒီမျိုးတမျိုးရငယ်စဉ်ရဲ့ ထွတ်မြတ်ကာလငစဉ်ကာလဒါတိရတိုင်းမြေဒီအလူဒါနရှင်လောင်းနေမိဘတွေကဒါပဲဖြစ်ဖြစ်တမီးရရှင်လောင်းတို့နာဖောက်တွေလုပ်တဲ့အခါမှာဒီရွှေကြီးတို့ကရွှေတို့ပညာရကမပါမဖြစ်တော့အဲ့ဒီအပြင်ရွှေကြီးတို့ပကြီးကားတွေလည်းရှိခဲ့ပါတယ် ခေဆက်ဆက်မှာလဲဆောက်အုံတွေရဲ့အတွင်းပိုင်းအလှဆင်မှုတွေမှာရွှေချီတို့ဟာတဖြည်းဖြည်းနေရာယူလာပါတယ်။အဲ့ဒီခေဆက်ဆက်ဖြတ်လာခြင်းမှာရှေးဟောင်းရွှေတို့ကကြီးတွေကိုအနောက်နိုင်ငံသားတွေအားလုံးနှိမ့်ချတယ်။အဲရွှေရှေးဟောင်းရွှေတို့ကကြီးကတကယ်တကယ်တော့ဒီကျွန်တော်မန္တလေးမှာရှိတဲ့ရှေးဘုံတော်ကြီးကျောင်းကြီးတာနီကအဆောက်အဦတွေမှာပဲရှိတယ်။ပြင်ပမှာမရှိတဲ့လောက်ရှာတယ်ပေါ့ရှာတော့အဲ့ဒါတွေကိုဒီရှေးဟောင်း ဒီရွှေရူကားလေးကိုလုံရင်းကင်ရင်းနဲ့ပဲဒီရွှေရူနေနဲ့ရွှေရူပညာအနေနဲ့ခစ်ဒီဘယ်လိုပဲပြောင်းအောင်သူကတော့အမြဲတမ်းခင်းနဲ့အညီပါလာတာဖြစ်ပါတယ်။အဲ့တော့အထူးအဖြစ်တော့ဒီ1960ဝန်းကျင်မှာဒီနိုင်ငံတကာကုလူဆက်ဆံမှုတွေကလည်းပုံများလာတယ်။နောက်ဒီစီးပွားရေးဖွံ့ဖြိုးမှုအပိုင်းတွေကလည်းတစားစားဒုက္ခနဲ့တူပေါ်လीရှိလာတဲ့အခါကျတော့ ဒီယုံတွေကနာတွေနဲ့ဝဉ္ကြီးဌာနတွေနော်ဒီဆေယုံလုံယုံတွေစသဖြင့်ပေါ့လေအဲ့ဒီမှာဒီအလှတက်ဆင်မှုပေါ့ interior decoration တွေနေရွှေတို့ကအကောင်းဆုံးဖြစ်နေတယ် ပြောင်းလဲလာတဲ့အချိန်တွေကဒီရွှေတိုးနဲ့ပတ်သက်လို့ပြောရဆိုအဝေးကြီးပေါ့လေနှစ်ပေါင်းတထောင်ကျော်ကဒီ view delegation တွေ view ခေတ်ကာလတွေကတရုတ်ပြည်သွားတာတွေကအလုံးတည်ပြီးသားပါပဲဒီဒီ view delegation လက်ထက်တွေကတောင်းပါတဲ့ရောင်ကြီးတွေနဲ့ခေါင်းပေါင်းတွေပါတယ်အဝေးစားတွေပါတယ်ဒီရွှေကြီးတို့ကဲ့သို့ဒီဒီပခုံးငေါ်တွေမှာတတ်ဆင်ထားတာတွေပါတယ်စသဖြင့်အဲ့ထက်ကလာလိုက်တာဒီကျွန်တော်မြန်မာ chronicle မှာ ဒီတီယိုခရိုနီခရိုနီကမှာဒီဟာကြီးကပါလာလေတယ်။နောက်ကျတော့ဒီဘင်းကအင်းဝါအတွက်ကိုမောင်ပေါ်စသဖြင့်ပေါ့။အဲကိုမောင်ခေတ်ကြတော့တခြားနိုင်ငံတွေလည်းဒီယူရီးယားနိုင်ငံတွေမနီပူရာနိုင်ငံတွေအိန္ဒိယတို့တရုတ်တို့နဲ့ကုလူဆက်ဆံတွေတအားများလာတဲ့ခါကျပို့ပြီးတော့ဟိုအက်ဒ်ဗန့်စ်ဖြစ်လာတဲ့လက်မှုပညာကလေးတခု ဖြစ်တယ်ပေါ့လေ။အဲတော့ဒီပညာကဘာကြောင့်သူကမပြောင်းမပြည့်ရလဲဆိုတော့စောစောကကျွန်တော်ဒီဘိုင်းဒီဇာပြောခဲ့သလိုပဲသူကဒီဘာသာရေးနဲ့ ဆက်နွယ်တဲ့အတတ်ပညာလည်းဖြစ်နေတယ်။ဟုတ်လား။ဥမာဖရာယုတ်ထူတာဘဘူးကထူတယ်။အဲဖရာကားမှာရွှေရုတဲ့နဲ့အလှဆင်မယ်။စသဖြင့်ဟောရံမားတွေလုံးမယ်။ ठी ठी တွေလုံးမယ်။ ठी ဘူးတွေမိုးမယ်။စသဖြင့်ကဒီဒုမင်္ဂလာဒုမင်္ဂလာအားလုံးမှာရွှေရုကပါတယ်။အဲရှေးကလေးကဒီမိညမင်းသားတွေဆရာတော်ကြီးတွေတမတော်ကြီးပြန်တော်မူတဲ့ခါကြရင်လေဒီရွှေရုနဲ့တင်းညင်းတင်းညင်းတို့တလားဥဒါတို့ပါလို့ဆိုရပါလိမ့် ဒီအရွှေတို့နဲ့ပဲထိုးခဲ့တာပဲရှိတယ်။နောက်အထူးသဖြင့်တော့ဒီဘုန်းတော်ကြီးကျောင်းတွေရဲ့ဒီဘောကားဆောင်တွေဒီဒီဖျားကနေမှာရွှေတို့နဲ့ပဲနောက်ခံဘက်ဒရော့တွေထားတယ်။နောက်ဒီအထူးသဖြင့်တော့ရှမ်းပြည်ရရှမ်းစော်ဘွားတွေခေတုံးရတယ်ဒီရွှေတို့တဲ့သူတို့ဒီဟိုနန်းနေမှာလှဆင်းနေဒီရှမ်းပြည်မှာမဟုတ်ပါဘူးမြန်မာပြည်မှာလည်း စီသမီးကြေးလက်ဘုံကြီးကျောင်းလေးမှာအလူမင်္ဂလာပွဲကြရွှေရိုးတွေအခုခေတ်ဆိုရင်တော့မန္တပ်ပေါ့လေဒီ background လောက်ပြီးတော့လုပ်တဲ့တွေဒါကြီးကအခုထိတွေ့ရမြင်ရဆဲပဲဖြစ်နေတာပေါ့လေအဲအကြောင်းဒီရွှေရိုးနဲ့ပတ်သက်လို့ကတော့ဒီအနုပညာပန်းစံမျိုးရှိနေတဲ့သူကလည်းရှိနေမှာပဲဖြစ်ပါတယ်ရွှေကြည်ထိုးမှာအလူမင်္ဂလာပစ္စည်းတွေ ရှင်လောင်းနာတာပစ္စည်းတွေပြုတ်လုတဲ့အပိုင်းနဲ့အဆောက်အုံအတွင်အလှဆင်းတဲ့နေရာမှာတုံးတဲ့ပစ္စည်းတွေပကြီးကားနဲ့လက်ဆောင်ပစ္စည်းတွေဆိုပြီးအမျိုးမျိုးရှိပါတယ်။ရွှေကြည်ထိုးလုပ်ငန်းလုပ်ကင်ကြသူတွေကလည်းအမျိုးမျိုးလုပ်ကင်ကြသလိုတုံးဆွဲသူတွေကလည်းအလှအသီးသီးရှိပါတယ်။နေငန်းကြာမှာတယ်ဆိုတဲ့ဟာတော့ဆယ်ခန်းရံတရာလောက်မှာကြတာများတယ်ခုနကပြောလို့ဒီခီးသွွားဟန်လွဲဝယ်ကြတဲ့ရွှေသူ ကာလီတွေပေါ့လေပဲရှိတယ်အဲဘာသူတို့ခင်ဗျားကလည်းဒီတနိုင်ငံပြီးအိမ်ပြန်တာမဟုတ်လေတခြားနိုင်ငံတွေဆက်သွားတော့ဒီသေးပြူပြီးပုံမှာစဉ်းစားပြီးမှဝယ်ကြတာပေါ့သို့တော့ခုနကကျွန်တော်ပြောသလိုပဲဒီဘက်ခေတ်ကာလမှာအထူးသဖြင့်ဒီဘက်ခေတ်ကာလမှာဆိုရင်နိုင်ငံတော်ဆက်ဆံရေးတာဝန်လာတယ်ဝင်လာတယ်မြောက်ဟိုတယ်ကြီးတာဆောက်ကြပြီနော်ဆက်ယုံလို့ယုံနေပေါ်လာပြီဒီအတွက်ဒီ exchange gift တွေလိုလာပြီဒီအတွက်ဒီဧည့်သည်တွေနိုင်ငံတကာဧည့်သည်တွေတက်ပြန်ကြချင်း ပညာရှင်တွေနုပညာရှင်တွေအင်ဂျင်နီယာတွေပြည်သူကတွေအတွက်အေကန်ခမဆောင်တွေမှာဒီတိုင်းဘယ်ဒီရူမီထားလို့မရတော့ဘူးလေအဲ့အတွက်သူကမှာကြတယ်ပြကြတယ်မန္တလေးဟာရွှေကြည်ထိုးလုပ်ငန်းတွေအကြီးကလုတ်ကန်ရနေရာတစ်ခုဖြစ်တဲ့ပြင် ရွှေကြည်ထိုးနဲ့ပတ်သက်တဲ့ကုန်ကျန်းပစ္စည်းတွေအများစုဟာလည်းမန္တလေးမြို့မှာပဲရနိုင်ပါတယ်။ဒါပေမဲ့ရှင်းရခင်ကတက်ဆိုင်ရွှေကြည်ထိုးလုပ်ငန်းတွေဟာတဖြည်းဖြည်းနှဲပါလာပါတယ်။ အဲ့ဒီလိုရွှေကြည်ထိုးလုပ်ငန်းတွေနဲ့ပါလာတဲ့ကိစ္စဟာလုံသားရှားပါမှုနဲ့ရွှေကြည်ထိုးကရရှိတဲ့လောက်ခလာစာနေပါတာကြောင့်လဲသက်ဆိုင်နေပါဗျ။ရန်နာတော့တစ်ကခင်းနဲ့မီအောင်တို့ဟိုမလိုက်နိုင်ဘူးပေါ့လေ။နောက်တစ်ခုကဒီဟိုတောက်မခံနိုင်တာလေးပေါ့။နောက်တစ်ခုကတခြားစုလေနောက်နယ်လုပ်ငန်းတွေရှိတယ်။ဥပမာလေးပြောမယ်ဆိုရင်ဒီရွှေတို့လောက်ကမင်းကလေးတွေလောက်ကြတာ။မင်းကလေးလောက်ကြတော့မြို့ပေါ်ကမင်းကလေးတွေအာ ဒေါ်လာကောင်တောအမင်းမင်းကလေးဒေါ်လာကောင်ဒီနေ့လို့ဒီနေ့ရတဲ့ဟာလေးရှိတယ်။ချွေကြီးတို့ပညာကအရေးအဝါသားတိုင်းမှာလုပ်တယ်။အာဟိုဒီလုပ်ငန်းအနေနဲ့ကင်းတယ်။ဒါပေမဲ့ခုနပြောလို့ဒီကျွန်တော်တို့ဒီဟိုပညာတို့ဟလာကကြွေးတို့လုပ်တဲ့ဟာတွေကတော့တနေ့ကို3လ5000အထက်6000တက်ရှိတော့ပြီ။အဲ့တော့တချို့ကလည်းဇူလနဲ့လည်းရလဲတာပဲလုပ်တယ်။ ဒါပြင်လုပ်ငန်းရှင်တွေဘက်မှာလည်းကုန်ကျန်းပစ္စည်းတချို့ရှားပါးလာရင်ရင်းနှီးမြှုပ်နှံရတဲ့အပိုင်းတွေမှာလည်းအခက်အခဲရှိနေမြန်ပါတယ်။အဲလို့တာရှားပါးမှုရဲ့နောက်တဲ့လုလောက်ခတူပီရမစ်တူပီရတဲ့အတွက်တွေလည်းပါတယ်။နောက်ကုန်ကျန်းရှားပါးမှု invest လုပ်ထားတော့မလုပ်ရင်ကုန်ကျန်းရှားပါးမှု down ခံနိုင်ခံရမှာ။အဲ့တော့အဲ့ဒါလေးတွေအကြောင်းတော့အကြောင်းမျိုးစုံပေါ့ဒီအဓိကအချက်ကတော့ခုနကပြောသွားလုပ်ငန်းလွယ်ကူတဲ့လုပ်ငန်းနဲ့ အနေနေစားလက်ခပို့ရတဲ့ဟာကိုကူးပြောင်းသွားကြတာရှိတယ်။ကျွန်တော်ကုံကြားရှားတဲ့အတွက်တချို့ကိစ္စလေးတွေဟာဒီတတ်ပညာတွေလေးတွေအောက်ခြေပေါ်လေ grassroots level မှာလုပ်နေတဲ့ပညာတွေလေးတွေအတွက်အခက်အခဲဖြစ်တယ်။ရွှေကြည်ထိုးပညာဟာဆက်လက်ရှင်သန်နိုင်ဖို့လိုအပ်ချက်တွေရှိနေတဲ့အပြင်ရွှေကြည်ထိုးလိုအနုပညာဆိုင်ရာတခြားလက်မှုပညာတွေမှာလည်းထိုနည်းတူဆက်လက်ရှင်သန်နိုင်ဖို့လိုအပ်ချက်တွေရှိနေပြန်ပါတယ်။